ကျွန်တော်ကွန်ပျူတာမှာ graphic driver မထည့်ထားဘူးဆိုရင်ဘယ်လိုပြဿနာဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီအလင်းပေါ့နော်ဒီဘာဒန်းမပေါ်တာလည်းဖြစ်တတ်တယ်တကယ်လို့ဘာဒန်းပေါ်နေတဲ့ဒီအလင်းအတိုးလျှော့ကအလုံးမလုံးဘူးပေါ့နော်ဒီ screen ကနေလည်းအလုံးမလုံးဘူးဒီ keyboard ကနေလည်းအတိုးလျှော့လို့လောက်ကြည့်ပေါ့နော်အဲ့ဒါဘာမှအကျိုးတရားမှုမရှိဘူးအဲ့ဒါဘာလို့လဲဆိုရင် graphic driver မထည့်ရသေးလို့ပေါ့နော် graphic driver ထည့်လိုက်ရင်တော့အဲ့ဒီပြဿနာရဲ့အကုန်အဆင်ပြေသွားမယ်နောက်ပြီးကြရင်တော့ထူးခြားချက်ကတော့ ဒီ right click ထောက်ဒီ display မှာလေပေါ့နော်ဒီနောက်မှာ enter လို့ကိုလေးပြောင်းနေရယ်နော် enter လို့ကိုလေးပြောင်းအဲ့ဒါလည်း graphic driver မရှိလို့ပြီးရင်ဒီ display setting မှာဒီ resolution ပေါ့နော်ဒီ resolution မှာလည်းကောင်းကောင်းချိန်လို့မရတာပေါ့ resolution မှာကောင်းကောင်းချိန်လို့မရအဲ့ဒါမျိုးလေးပေါ့ဒါမျိုးလေးရွေးလို့မရအောင်ဒါဆိုရင်လည်းအဲ့ဒါ graphic driver မရှိလို့နော် graphic driver မရှိလို့ graphic driver ထည့်လိုက်အဆင်ပြေသွားမှာ အဲကျွန်တော်အခု graphic driver ထည့်မယ်ဒီ graphic driver ထည့်ပြီးတော့ဘာတွေအဆင်ပြေသွားမလဲဆိုတော့ဒီအလင်းအတိုးလျှော့အဆင်ပြေသွားမယ်အလင်းအတိုးလျှော့အလုပ်လုပ်တာအဆင်ပြေမယ်ပြီးရင်ကျတော့ဒီ screen resolution ချိန်တာအဆင်ပြေသွားလိမ့်မယ်နော်ဒီ display setting display setting မှာဒီနားမှာ resolution ရွေးလို့မရနေဘူးနော် လို့ဆိုလို့ရှိရွေးလို့မရတယ်အဲရွေးလို့မရတာကခဏနေအဆင်ပြေသွားလိမ့်မယ်ဘယ်ချိန်ကျရင်လဲဆိုတော့ဒီ graphic driver ထည့်ပြီးတော့ပြေသွားလိမ့်မယ်အဲ့တော့လက်တွေ့ဆန်းကြည့်အောင်အဲ့တော့ဒါသူ graphic driver install လုပ်နေမှာနော်စောင့်ပေးလိုက်မယ်တုတ်တုတ်ပေါ့နော်စောင့်လိုက် ဒါတော့ကျွန်တော် Windows Operating System တွေ install လုပ်ပြီးတော့နောက်ပိုင်းမှာဆက်လက်ပြီးလုံဆောင်တဲ့ driver ထည့်သွင်းနေပဲဖြစ်ပါတယ်။အဲ driver ထည့်နေမှာနော်။ကျွန်တော်ဒီဘက်အနောက်မှာဒီကောင်လေးရောခဏထားလိုက်မယ်ဒီမှာကျွန်တော်ထည့်စရာ driver ရေဒီလိုအဝါရောင်တန်းနေ driver ထည့်ရမှာနော်။ဒီအဝါရောင်တန်း driver ထည့်ရမယ်။ဒါလေးကခဏ pause လောက်ထားပေးမယ် โอเคဒါဆိုဒါ graphic driver ထည့်လို့ပြီးနေပြီဗောနော်တို့ကဒီမှာ continue လောက်ခိုင်းနေအဲ့တော့ကျွန်တော် next ကိုတို့တော့မယ်အဲ့တော့ restart ချခိုင်းနေကျွန်တော် restart မချသေးဘူးဗောနော် no ဗောခဏနေကြမှာချအဲ့တော့ finish အဲ့ဆိုဒီမှာကြည့်ကြည့်ရအောင်ခုနမှိန်နေတဲ့ဒီ resolution ချိန်လို့မရတဲ့ကောင်အခု chain လို့ရသွားပြီเนาะ resolution chain လို့မရတဲ့ကောင် resolution chain လို့ရသွားပြီပြီးရင်ကျွန်တော်တို့ keyboard ကနေဒီ align shot မယ် လေးဘွက်ကလည်းအလင်းလျှော့မယ်ဒါဆိုအလင်းကလျော့သွားတယ်ပြန်တိုးမယ်ဆိုရင်လည်းတိုးလို့ရသွားတယ်ဒါ graphic driver ထည့်တာအောင်မြင်တယ်အဆင်ပြေတယ်ဒီကျတို့ဒီ notification ကနေလည်းအတိုးချော့လို့ကြည့်မယ်နော်ဒါဒီကောက်လျှော့လိုက်မယ်မိန်သွားတယ်တင်လိုက်တယ်လင်းသွားโอเคဒါဆိုဒါ graphic driver ထည့်တာအောင်မြင်သွားပြီနော်